ဟယ်လိုအားလုံးပဲမိင်္ဂလာပါဖူပေါ်မှချင်ကနေကြိုဆိုပါရစေဆိုတော့ဆန်ဒလန်ကိုတည်ကြခဲ့တဲ့ပွဲအပြီးမှာအာတီတာကတော့သူ့ရဲ့အတင်းကအင်ဂျူရီပြဿနာရနေတဲ့ကစားသမားတွေကိုခက်မြန်မြန်ပြန်ကစားနိုင်တာမျိုးသူလိုအပ်တယ်ဆိုပြီးတော့သူပြောလာတာတွေကျွန်တော်ရှိတယ်အာအာဒီတာကတော့ဗောနော်ကျွန်တော်နေလေလောဆယ်အတင်းမှာအင်ဂျူရီပြဿနာကြုံနေရတဲ့ကစားသမားတွေချက်ချင်းဆိုသလိုအမြန်ဆုံးပြန်ကစားနိုင်တာမျိုးတွေတွေ့ရဖို့လိုအပ်တယ်ဗော လောတဲ့အတင်းမှာဆိုလို့ချင်း9ဦးလောက်ထိတော့ဗောနော်ကျွန်တော်တို့ဒါတန်ရပြဿနာတွေကျွန်တော်တို့ဒါပြီးခဲ့တဲ့နှစ်လအတော်တွင်တိုက်စစ်ပိုင်းမှာ9ယောက်လောက်ထိသူတို့ကြုံခဲ့ရတယ်ဗောနော်အဲဆိုတော့အဲ့ဒီလိုမျိုးတန်ရပြဿနာတွေကြုံခဲ့ရတာတောင်မှ သူအတင်းကအကောင်းဆုံးဆွမ်းဆောင်ပြီးဒီပါရီပြနိုင်ခဲ့တယ်ဆိုတော့ဒီကစားမားတွေကိုလည်းသူကောင်းကောင်းချီးကျူးတယ်ပေါ့ဒါပေမဲ့လို့လက်ရှိ injury ပြဿနာကြုံနေတဲ့ကစားမားတွေချက်ချင်းပြန်လာတာမျိုးကိုကျွန်တော်တို့ဒါမြင်ရသင့်နေပြီသူ့အနေနဲ့ပေါ့နော်ဒဏ်ရာပြဿနာတွေကြောင့်လွဲချိုထားတဲ့ကစားမားတွေကိုအမြန်ဆုံးအတင်းမှာလိုအပ်နေပြီဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဒီနေရာမှာပြီးခဲ့တဲ့နှစ်လအတွင်းကျွန်တော်ပြန်ကြည့်ရင်ဒီအာဆနယ်မှာဒဏ်ရာပြဿနာကြုံခဲ့ရတဲ့ကစားမား အကြီးတွက်ကမနေဘူးပေါ့နော်ဒါကူသူကပြောထားတာပါတချို့ကစားမတွေဆိုပြန်ကောင်းနေပြီဒါပေမဲ့တချို့ကစားမတွေ injury ပြဿနာပြန်ကြုံသွားတာမျိုးတွေကျွန်တော်ရှိတယ်လောလောဆယ် Arsenal ရဲ့တိုက်စစ်ပိုင်းမှာမဟုတ်ဘူးပေါ့နော်လောလောဆယ် Arsenal မှာ injury ပြဿနာရနေတဲ့ကစားမတွေကိုကျွန်တော်ကြည့်ရင် Agüero ကြီးနဲ့ကျွန်တော်ခေါ်ထားပါတယ်ဆိုတဲ့ Victor Jokeres က ကြွက်သားဒဏ်ရာသူရနေတယ်ဗောနော်အဲဆိုတော့ဒါကတော့ तू ကရေချီနာမှာတော့မဟုတ်ပါဘူးတိုးတော်လည်းပဲဆန်ဒလန်နဲ့ပွဲကိုမပါနိုင်ခဲ့ဘူးပြီးခဲ့တဲ့ချန်ပီယံစ်လိပွဲကိုမပါနိုင်ခဲ့ဘူးဗောနော်အဲ့ဒါလည်းပြီးတော့ကပတိန်ဖြစ်တဲ့မာဂျင်ဥဒီကတ်ကလည်းကျွန်တော်ဒါဒူးဒဏ်ရာရနေတယ်ဗောနော်ဒူးဒဏ်ရာကျွန်တော်ရနေတယ်ဆိုတော့လက်ရှိမှာပြန်ပြီးတော့သူမကစားနိုင်သေးဘူးဗောဗျာဒါအပြင်နောက်ထပ်တိုက်စစ်ကစားမတစ်ယောက်ဖြစ်တဲ့ဟာဘတ်ကလည်းပဲကျွန်တော်ဒူးဒဏ်ရာကျွန်တော်နေနဲ့ထပ်ပြီးတော့ရနေသေးတယ်သူဆိုလို့ရှိရင်ကျွန်တော်နေနဲ့ဗောနော်အကြာကြီးသူနားနေရတာဆိုတော့ပြန်မကစားနိုင်သေးဘူးဗော။ ဒါအပြင်ကျွန်တော်အနေနဲ့ Nonni Maruaki ဆိုလို့ရှိရင်လည်းပဲဒူးဒန်ရပဲပြန်မကစားနိုင်သေးဘူး Martinelli ကတော့ပေါင်ကျွက်သားဒန်ရရနေတာပြန်မကစားနိုင်သေးဘူးပေါ့နော်ဒါပေမဲ့လည်းလို့ကျွန်တော်ဒီကစားမတွေအကုန်လုံးကဒီ international break ပြီးပြီဆိုတာနဲ့ပြန်ကစားမဲ့ပွဲတွေဒါမှမဟုတ်ဘို့ November 24လောက်မှာပြန်ပြီးတော့အကုန်ပြန်ပါနေမှာဆိုတော့ Vital Yokres ကို UDK ကို Harbage ကို Maruki ကို Martinelli ကိုအကုန်လုံးဒီပါပြန်ပါမယ်ပေါ့ဗျာ ဒါအပြင်ဂါဘရီယယ်ဟီဆူးတို့ဘာလို့လိုမျိုး injury ပြဿနာကြုံနေရတဲ့ကစားသမားတွေကျွန်တော်ရှိတယ်။အဲသူကတော့ကာလာရှိကျွန်တော်နားနေရတာပေါ့နော်။အတူတူလည်းပဲသူကတော့မကြခင်မှာပြန်ပြီးတော့အသင်းနဲ့ဒါပူပေါင်းနိုင်တော့မယ့်အခြေအနေမျိုးပြန်ပါနေတော့မယ့်အခြေအနေမျိုးပေါ့။ဆိုတော့အာဒီတာကတော့သူ့ရဲ့တိုက်စစ်ကစားသမားတွေအနေနဲ့ချက်ချင်းပြန်ပြီးတော့ပေါ့နော်။ဒဏ်ရာပြဿနာကင်းတာမျိုးတွေသူလိုအပ်တယ်ပေါ့။တကယ်တမ်းကအမှန်တမ်းပြောရင်ဟိုပြီးခဲ့တဲ့ဒီ Sunderland နဲ့ပွဲမှာပေါ့နော်ကျွန်တော်ကြည့်မယ်ဆိုရင် injury ပြဿနာတွေက ဒုက္ခပြီးသွားတဲ့ injury ပြဿနာတွေကအမှတ်ပြမရခဲ့တာလို့ပဲကျွန်တော်ပြောရမယ်ဒါဒါဒါဆန်နလန်ကိုပေါ့နော် credit တော့ပေးရမှာပဲဆန်နလန်ကအိမ်ငွေမှာတရားဒီလုံးဝမရှုံနေဘူး form ကလည်းအရန်ကောင်းနေတယ်အရန် aggressive ဖြစ်ဖြစ်ကစားရတဲ့အသိမျိုးလည်းဖြစ်တယ်เนาะ direct တီးပြီးလို့ရှိရင်တို့အမြင်ပေါ်တွေကိုအာကူတဲ့ကစားမားတွေလည်းဖြစ်အသိလည်းဖြစ်တယ်ဆိုတော့ Arsenal တို့အဖက်ဖက်ကအကြက်တဲတွေးခဲ့တာသူတို့အားသာပါတယ်ဆိုတော့အချီနီတွေကနေတောင်မှသူတို့ဂိုးတွေပါတယ်မသွင်းနိုင်ခဲ့တဲ့ပုံစံမျိုးတွေဒီသူတို့ရုံးကန်ခဲ့ရတာပေါ့နော် ဒါပေမဲ့လို့အဲ့ဒီအာဆင်နယ်ရဲ့ဒီဆန်ဒလန်နဲ့ကစားခဲ့တဲ့ပွဲကအာဆင်နယ်ရဲ့အရင်လူစင်းကိုကျွန်တော်ကြည့်ရင်အတော်တော်လေးကိုစိတ်ပူစရာဘာလို့လဲဆိုတော့ခံစစ်ကစားမားတွေပဲပြုံးနေတာတိုက်စစ်မှာကျွန်တော်အနေနဲ့ပေါ့နော်ဟိုရလက်တွေကိုပြောင်းလဲပြီးနိုင်ပါမယ်ဆိုတဲ့ကစားမားတွေမရှိခဲ့ဘူးအဲ့တော့တို့အနေနဲ့ပွဲထွက်လာတဲ့စက်တယောက်ထဲကနေပဲအလုတ်ဖြစ်အောင်ကျွန်တော်လှုပ်ရတော့တာဒါကြောင့်လည်းပဲတို့1 2နဲ့9နေတဲ့အချိန်ကြီးအပြီးမှာဟိုပွဲပြီးဖို့နီးလာလေ ခန်းစစ်ကစားမတွေထည့်ပြီးတော့ခန်းစစ်ကိုပိတ်လေကျူးပန်းကြရတာဘာလို့လဲဆိုတော့တိုက်စစ်ပိုင်းမှာလူငယ်တွေတော့ပဲကျွန်တော်ရှိရတာเนาะအီဒန်ဝနေရီလို့ပြီးလို့ရှိရင်ကျွန်တော်က max downman လို့ကစားမတွေတော့ပဲကျွန်တော်ရှိရတာဆိုတော့ arsenal မှာတိုက်စစ်ကိုတောက်လျှောက်တရဆက် pr ပေးပြီးတော့ရလက်တီကိုပြောင်းလဲပြနေမယ်ကစားမတွေမရှိခဲ့တော့တိုင်ပက်ခေရရင်လည်းခန်းစစ်တွေကိုပဲအားပြေးခဲ့ရတာအဲ့ဒါလို့ねတူးတူးတီကြာသွားတယ်ဆိုတော့အာဒီတာ ပြောသလိုပဲကစားမတွေက injury ပြဿနာကနေကင်းတာအမြန်တီကောင်တွေပြန်လာဖို့လိုပြီဘာကြောင့်လဲဆိုတော့ ုတိယနေရာက Manchester City ကပြန်ကောင်းလာပါပြီ Manchester City ဆိုလို့ရှိရင်လောလောဆယ်ပြိုင်ဘက်မှာပြိုင်ပွဲစုံမှာခြေသွမ်းပြန်ပြနေတဲ့အပြင်သူတို့မှာ injury ပြဿနာကြုံလာသလို Rodri တယောက်တော့ပဲရှိတော့တယ်ထင်ပါတယ် Rodri တယောက်တော့ပဲကျွန်တော်ရှိတော့တယ်ဆိုတော့အဲ့ဒီ Rodri ရဲ့နေရာကိုလည်းလက်ရှိမှာ Nico Gonzalez ကအကောင်းဆုံးပုံစံနဲ့ကစားနေတယ်ဗျာဆိုတော့ Manchester City ကလောလောဆယ်မှာအကုန်လုံးကအချင်းကြီးကောင်းနေပြီဆိုတော့ Arsenal ကိုလည်းတခြားသူတို့ဖိအားပေးနေပြီးတော့ အာဇင်နယ်ကဆန်ဒလန်နဲ့တရီကြပါတယ်ဆိုတဲ့ပွဲစဉ်မျိုးမှာ တောင်မှလီဗာပူးကိုအိမ်ဝင်းမှာ၃ဂိုးပြက်ဆိုတဲ့ statement performance မျိုးအနိုင်ယူပြီးတော့ Manchester City ကလှုပ်ပြခဲ့တာဒါကိုအာဒီဒါသဘောပေါက်တယ်အဲ့ဒီကြောင့်သူ့အနေနဲ့ပေါ့နော်ဒီကစားသမားတွေ injury ပြဿနာကြုံနေသူတွေအကုန်လုံးကိုသူလိုအပ်ပြီဆိုပြီးတော့ကျွန်တော်ပြောလာတာတကယ်လည်းပဲကျွန်တော်လိုအပ်ပါဗါနောက်ထပ်အာဆင်နယ်ကအမှတ်ရလို့မဖြစ်တော့ဘူးအာဆင်နယ်နဲ့ Manchester City ရဲ့ကြားထဲမှာအမှတ်ကတိတ်မကွာတော့ဘူးဒါတော့ချန်ပီယံအတွက်အာဆင်နယ်ဟာအရာအားလုံးအချိန်ကြီးကောင်းနေသေးတဲ့အချိန်မှာအခုဟာက ော်ဒါတော့မှအမှတ်ရော့သွားလို့နော်ဆိုတော့လက်ရှိမှာသူတို့ကပဲထိတ်ဆုံးကနေပြီးတော့ဥဆောင်နေစေအဲချန်ပီယံဖြစ်ဖို့နဲ့ပတ်သက်ပြီးတော့ဒါပေမဲ့လို့မန်ချက်စတာစီးတီးကကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဒီမှာပြောသလိုပဲဒီလိုမျိုးနောက်ကနေလိုက်ကစားရင်းနဲ့သူတို့ကိုကြော်ပြီးတော့ဖလားနောက်ဆုံး၃နှစ်မှာ၂နှစ်ဆိုသလိုယူပြသွားတယ်ဒါကိုအာဆင်နယ်နဲ့အာတီတာကစားမအာတီတာနဲ့အာဆင်နယ်ကစားမတွေရဲ့ဘက်ကကောင်းကောင်းသဘောပေါက်ထားပြီးတာအဲ့တော့လက်ရှိအာဆင်နယ်နေနဲ့အင်ဂျူရီပြဿနာကင်းတဲ့အသင်ဖြစ်မှရမယ်သူတို့ပြင်တိုက်စစ်ပိုင်းမှာရလက်ကိုပြောင်းလဲနေတဲ့ကစားမတွေ နော် option ကွင်းလေကိုများများရှိတဲ့ပုံစံမျိုးတွေဖြစ်မှကျွန်တော်တို့ရမယ်။ဒါကြောင့်လောတင်မှာဆိုလို့ရှိရင်အာလီဒါကတော့သူ့ကစားမားတွေကိုအမြန်ဆုံးပြန်လာတာလိုအပ်တယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတယ်။ Manchester City ကတက်နေတဲ့မှာကတ်လာပါပြီ။အာဒီဒါတို့လုံးဝအမှတ်ရလို့မရတဲ့အခြေအနေမျိုးမှာရလက်ကောင်းနေကျွန်တော်ဒါရဖို့ဆိုရင်တန်ရာပြဿနာတွေကင်းဖို့ကျွန်တော်လိုတယ်။လူစင်းရင်ကျွန်တော်တောင့်နေဖို့ကျွန်တော်လိုတယ်ပေါ့။ဆိုတော့ကစားမားတွေအမှန်ကန်ပြန်လာတော့မယ်။ International break ပြီးပြီဆိုတာနဲ့ပြန်တွေ့ရဖို့ရှိပါတယ်။အာဒီဒါအနေနဲ့အမှတ်တွေဆက်ယူပြီးတော့ရှေ့ဆက်နိုင်မလားပေါ့လေ။ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲ။ အာဒီဒါရဲ့အာဆင်နယ်နေနဲ့အမှတ်မရောဘူးဆိုရင်ကျွန်တော်ချီမချော်ဖို့ဆိုရင်အင်ဂျူရီပြဿနာတွေကင်းနေုံနဲ့လုံလောက်ပြီလို့ညီကတို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်